အခဏပြောရဆရာဇန်ကုဇန်ရအောင်ကျင့်နေဟာဒီပါရေပေါ့နော်အဲ့ဒီဟာဟိုတခါမှတော့တရားအမထုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုစာရိပ်ပါရေမှာဖက်ရှူဘူးတာတွေအဲ့လိုပဝင်းကျင်မှာကြားဘူးတာတွေရှိတော့လေအဲ့ဒီမှာဒီ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 ဇန်မဲရရဒီတရားအတိအမြင်တစ်ခုပဲရရပေါ့နော်အဲ့ဒါကိုအတိပြုပေးဖို့ဆရာကမ္မထမ်းဆရာတယောက်အမြဲလို့နေရပေါ့နော် အဲ့ခါကြတော့အဲ့လိုအဲ့လိုမျိုးအနီးအနားမှာကမ္မထမ်းဆရာ မရှိတဲ့သူတွေအတွက်ကြတော့အဲသူတို့ရဲ့ဒီတရားအထုတ်မှုကอืมဝေဝါးပဲဆက်ဖြစ်နေမလားအဲပြီးတော့ဟိုကိုယ့်ဘာသာကိုစမ်းစစ်နိုင်တဲ့နီလန်ကောမရှိနိုင်ဘူးလားပေါ့နော်အဲအဲ့ဒါတီးတိချင်တာဒါပေမဲ့တစ်ခေါက်အရှိတော့ကလည်းမေးဘူးတယ်ဒါပေမဲ့တေးကြအောင်နော်တစ်ခေါက်ပြန်မေးတာပါကျေးဇူးပါဟုတ် မိတ်ဆွေကောင်းရှိရမယ်ပေါ့ကလျာဏမိတ်ဆွေကလျာဏဆိုတာအကောင်မိတ်ဆွေဆိုတာမိတ်ဆွေပေါ့ဆိုကလျာဏမိတ်ဆွေမိတ်ဆွေကောင်းတရားတော်ရှိရမယ်တရားတပါတော်ရှိရမယ်မိတ်ဆွေကောင်းကလျာဏမိတ်ဆွေဆိုတဲ့ဟာကအာဒီနေရာမှာကိုယ်ကကျင့်တလို့ကျင့်နေတဲ့မိတ်ဆွေတယောက်ဖြစ်ရမယ်ဒါမို့ကိုယ်ကကျင့်တာထက်ပိုပြီးကျင့်တဲ့မိတ်ဆွေတယောက်ဖြစ်ရမယ်နော်အဲ့တော့အဲ့လိုမိတ်ဆွေအာမေအဲ့လိုကလျာဏမိတ်ဆွေ ဟာကိုယ့်ရဲ့တိုးတက်မှုမှာတရားရဂိုင်းနှုတ်ဖြစ်နေတယ်ဆိုတာမျိုးစာပြောင်းတော့မှုတယ်အဲလိုဆိုကလျာဏမိတ်ဆွေမရှိရင်တိုးတက်မှုက၃ညရဂိုင်းနှုတ်ဖြစ်နေတယ်ကလျာဏမိတ်ဆွေရှိတဲ့ဆိုလို့ရှိရင် တရားရဂိုင်းနှုတ်ဖြစ်နေတယ်ပေါ့အဲလိုဆိုကျွန်တော်တို့ကတရားအထုံးမဲ့ဆိုလို့ရှိရင်အဲတကယ်တရားအထုတ်ခြင်းမှာအကျိုးလိုချင်တယ်ဆိုလို့ရှိရင်တရားစခန်းဝင်တဲ့ တရားစခန်းတွေမှာဆရာတော်တွေနဲ့ယဉ်ညီသွားတဲ့တဲ့သူတို့နဲ့တရားဓမ္မတွေဆွေးနွေးတဲ့ခဏခဏသူတို့တွေစီလာပြီးတော့အာတရားကိစ္စတွေမေးလို့ကောင်းပါတယ်ကိုအတွေ့အကြုံတွေတရားအထောက်တဲ့အတွေ့အကြုံတွေပြန်ဆွေးနွေးလို့ရပါတယ်နီလန်းတွေကိုလောက်ပုံလုံးကြီးတွေကိုအာတောင်းထားလို့တောင်းထားလို့ကောင်းပါတယ် so uh, အခုဒါမြန်မာတွေအတွက်အမတန်အကျိုးကောင်းတယ်မှာဆိုတော့တော်တော်များများက ကိုရဲ့အိမ်ဘေးမှာတခါတည်းဘုံကြီးကြောင်ရှိနေတယ်ပေါ့။ဒါဒီမှာအမေရိကန်မှာဆိုရင်တော့အဲ့လိုမဟုတ်ဘူး။အမေရိကန်နိုင်ငံမှာဘုံကြီးနဲ့တွေ့ချင်းတယ်ဆိုလို့ရှိရင်တော့အတော်ကြီးတွေ့ရပါတယ်။ um ဒါပေမဲ့ um online မှာလည်းတွေ့မယ်ဆိုလိုက်အဆင်ပြေပါတယ်။ဒါဆိုဗီဒီယိုနဲ့ရဟန်းတပါးနဲ့တွေ့မယ်ဒါမဟုတ်တရားပြဆရာတရားနဲ့တွေ့မယ်သူနဲ့ဆွေးနွေးမယ်ဒါဆိုဘယ်လိုအားထုတ်ရင်ကောင်းမလဲအာလောလောဆယ်အာ ဒီဘီကဒီလိုအထုတ်ဖြစ်တယ်ဘယ်လိုဆက်အထုတ်ရမလဲဘာလုပ်ရမလဲဆိုပြီးတော့အဲ့လိုဆိုရင်ကလျာဏမိတ်ဆွေရသွားပါပြီပြီးတော့အမ်တရားအထုတ်တဲ့ကိစ္စမကားသေးပဲဒီလာကိစ္စအလူကိစ္စပြီးတော့တရားဓမ္မကိစ္စတွေဆွေးနွေးမယ်ဆိုရင်အမှန်တန်အကောင်းပါတဲ့အမှန်အကျိုးရှိပါတယ်အဲ့လိုမလိုဘူးဆိုရင်အဲ့လိုတရားစခန်းတွေမဝင်လာဘူးအယဟန်တွေနဲ့တရားဆရာဘုရားပမထန်ဆရာတွေနဲ့ မဆက်သွယ်ဘူးဆိုရင်ကိုဘက်ကအားရပါတဲ့ငါမှာစာအုပ်တွေရှိတယ် YouTube လည်းရှိတယ်လေအဆိုတာအဆင်ပြေသွားပြီအဲ့လိုဆိုရင်တော့အာစာပြအတိုင်းအတိအကျယူမှန်းဆိုရင်တော့ဘယ်တိုးတက်မှုမှမရနိုင်ဘူးလို့ဒီရပါတယ်ဟုတ်ကျေးဇူးပါရှင်ဟုတ်ကဲ့ကောင်းပါပြီဝမ်းသာပါတယ်ဒီနေ့ကျွန်တော်တို့ကမိခွန်တွေအများကြီးဖြစ်နေပါပြီအာပရိသတ်ကအကောင်းဆုံးလွယ်လွယ်ကူကူ ချမ်းချမ်းသာသာဒါနာတိလဘာဝနာတွေအထောက်လိုက်ပြီးတော့အာအကျိုးတွေလည်းအများကြီးတွေးနေရတဲ့ဒီဘဝမှာတင်းဒါမဟုတ်ရင်အနည်းဆုံးနောက်ဘဝမှာအမတာအမြိုက်နိုင်ပန်းအောင်မြင်ကြပါစေကုန်သတည်းဆရာဘေးရှင်နဲ့ပြပါစေဆရာရဲ့စိတ်ချမ်းသာရင်ကိုကြီးချမ်းသာရင်လည်းပြည့်စုံပါစေဆရာဆရာကျေးဇူးတင်